ဝိုင်းစုတကြံ K လို့ပေးထားတယ်လို့သိရတယ်။ဝိုင်းစုတကြံ K ဝိုင်းစုပေါင်းပြီးတော့တကြံတွင်းမှာမွေးဖွားတဲ့အတွက်ဝိုင်းစုတကြံ K လို့ပေးထားတာပါ။ K ဆိုတာတော့မွေးဖွားပေးတဲ့ဆရာဝန်ရဲ့အလုံးမဲမင်္ဂလာပါဗျာနှစ်သစ်မှာမြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာကိုကျန်းမာစွာနဲ့ဘေးပြာဝေးကွာကြပါစေအခုထက်ပိုကောင်းတဲ့ဘဝမျိုး ိုးတက်မြင်မာတဲ့ဘဝမျိုးလုံခြုံစိတ်ချရတဲ့ဘဝမျိုးမိသားစုတွေဥမကွဲတိုက်မပြတ်ဖဲနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းရတဲ့ဘဝမျိုးကိုတူးချင်းတယောက်ချင်းစီတိုင်းရရှိပိုင်ဆိုင်နိုင်ပါစေလို့နှစ်သက်စုမှုကောင်းကောင်းပေးအပ်ပါတယ်ဗျာဟုတ်ကဲ့ပါဒီနေ့တော့နှစ်ဆန်းတရက်နေ့မှာစိတ်ညစ်စရာတွေစိတ်တော့ကရောက်စရာတွေပြဿနာတွေကို မတင်ပြတော့ဘူးကျွန်တော်တို့ပေါ့ပေါ့ပပနဲ့စိတ်ချမ်းသာရမယ့်ဗီဒီယိုဖိုင်လေးတစ်ခုကျွန်တော် line ပေါ်မှာ တွေ့တယ်အားလုံးလည်းကြည်ပြီးသွားမှာပါစိတ်လည်းပေါ်ပါသွားမယ်လို့လည်းကျွန်တော်ယူဆတဲ့အတွက်ပြန်လဲဝေမျှခြင်းဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကတော့စစ်ရှောင်းဒေတာတဏီယာကဆင်းရုံတစ်ခုမှာကိုဝင်ဆောင်မိခင်ကကလေးမွေးတယ်ကလေးမွေးတာကိုကလေးမွေးဖွားပေးတဲ့ဆရာဝန်တွေကနတ်စမတွေကမိသားစုတွေအကုန်လုံးကတကြံတချင်းဖွင့်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့ကလေးမွေးဖွားပေးနေတဲ့ဗီဒီယိုဖိုင်လေးပါဟုတ်ကဲ့ပါအဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ပါရစေ။

ဲ့လိုမျိုးကလေးမွေးပြီနဲ့တူတူကြိုင်နော်ကလေးမွေးရတယ် ဆက်ကောင်းနေသေးတယ်။ဟောကဘိုင်းနံနေရဲ့ကိုရောအပဲကြရတယ်လို့အစ်ကိုပြန်လို့ဖြစ်တယ်နော်။ ုတ်ကဲ့ပါဗျာဒီဗီဒီယိုဖိုင်လေးကတော့အတက်နေက မွေးသွားတဲ့ကလေးလေးပါ live ပေါ်မှာလည်းဒီဗီဒီယိုဖိုင်လေးပြန့်နှံ့နေတယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့စိတ်ရှင်နှံ့မှုတစ်ခုတော့ရလိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်တို့အခက်အခဲတွေအများကြီးကြုံခဲ့ရပြီ လူလောကတဲကို ပထမအောင်ဆုံးရောက်လာတဲ့လူသားလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ကြိုဆူကြတယ်လို့ပဲကျွန်တော်ကတော့ထင်ပါတယ်နော်တော့ဒီမွေးဖွားတဲ့နေရာကစစ်ဆောင် ဆေးရုံတနေရာလို့ကျွန်တော်သိရတယ်ဆစ်ဆောင်ဆေးရုံပြင်မဲ့ဆီယမတွေရဲ့နက်စမတွေရဲ့ဆီယဝင်တွေရဲ့ဖော်ရွေမှုကတော့အမခန့်ပဲပျော်တာပျော်နေတာကိုယ့်အလုပ်ကိုယ်ကိုလုပ်ပြီးတော့အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ပါတယ်အဲလိုမွေးဖွားနိုင်ခဲ့တဲ့ခလေးလေးကမိမိလေးပါမိမိလေးနာမည်ကိုလည်းဝိုင်းစုတကြံကေးလို့ပေးထားတယ်လို့သိရတယ်ဝိုင်းစုတကြံကေးဝိုင်းစုပေါင်းပြီးတော့တကြံတွင်းမှာမွေးဖွားတဲ့အတွက်ဝိုင်းစုတကြံကီလို့ပေးထားတာပါအ ကေဆိုတာတော့မွေးဖွားပြီးတဲ့ဆရာဝန်ရဲ့နာမည်လို့သိရပါတယ်။အင်ခွန်နာမည်ကိုအတက်နေမှာမွေးတဲ့အတွက်မိမိအတက်လေးလို့လည်းပေးထားတယ်လို့သိရပါတယ်။အင်မတန်ကိုဒီဗီဒီယိုဖိုင်လေးကချစ်စရာကောင်းတယ်၊ပျော်စရာကောင်းတယ်၊စိတ်ချမ်းသာစရာကောင်းတဲ့ဗီဒီယိုဖိုင်လေးမို့လို့ကျွန်တော်ပြန်လဲဝေမျှလိုက်ရခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ကျွန်တော် viewer တွေကျွန်တော်ပရိသတ်တွေလည်းနှစ်ဆန်းတစ်ရက်နေမှာနှစ်သစ်မှာပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။ အကုသို့ကင်းဝေးတဲ့ဘဝမျိုးကိုပန်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါရစေ။ကျွန်တော်ကွီးစောပါ။ကျေးဇူးတင်ပါတယ်ဗျာ။